င်္ဂလာပါရှင်အခုချိန်ကစပြီးအော်တိုဘာလ6ရက်တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါမြန်မာနိုင်ငံတဝက်မှာလူငယ်၄ပုတ်တပုတ်ခက်မှန်းချေလူငယ်အယောက်၄တန်းနီးပါ အလုံးလဲမဲဖြစ်နေပြီးအနာဂတ်ရက်သက်နေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အစီရင်ခံစာကဆိုပါတယ် နိုင်ငံရေးမတည်ငြိမ်တာစီးပွားရေးကျဆင်းလာတာနဲ့လူမှုဘဝဆိုင်ရာပြဿနာတွေကလူငယ်တွေရဲ့ပညာရေးဝင်ငွေရရှိရေးလမ်းကြောင်းတွေကိုဆိုးရွားလာစေခဲ့တာလို့ UNDP ကဆိုပါတယ်ပညာသင်ကြားရေးပိုင်းတွေလည်းပြတ်တော့ကုန်တယ်လို့ဆိုပါတယ်အထူးသဖြင့်တော့အသက်18နှစ်ကနေအသက်24နှစ်ကြားလူငယ်၄ယောက်မှ၃ယောက်နှုတ်ကပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်လို့အစိုးရခန်းစာကဆိုပါတယ် ဒီအခြေအနေတွေကြောင့်မြန်မာလူငယ်တွေဟာအနာဂတ်ရက်သက်ခံရတဲ့အခြေအနေကို ရောက်နေတာလို့အော်တိုဘာ၂ရက်ထုတ် UNDP အစိုးရခန်းစာကဆိုပါတယ်အနာဂတ်ရသက်ခံဆိုတဲ့အစီရင်ခံစာအရာ အလုံးလဲမဲ့ဖြစ်နေတဲ့လူငယ်လေးတန်းနီးပါးမှာဂရင်းနီပြည်ကရဘုံတော့အမက90ရာခိုင်နှုန်းကျော်နဲ့ရခိုင်ပြည်မှာတော့40ရာခိုင်နှုန်းကျော်တယ်လို့သိရပါဗျ အစီအခံစာထဲမှာဆိုရင် မလုံခြုံမှုကပိုမြင့်တက်လာတာဂျာမအခြေပြုကွာဟာချက်တွေလူမှုဆိုင်ရာအသားအစီဖိအားတွေများလာတယ်လို့ထောက်ပြထားပါတယ်ဒီခြေနေတွေက လူငယ်တွေရဲ့ရည်မှတ်ချက်စွမ်းဆောင်ရည်တွေကို ပြိုလဲစေပြီးဒါဟာမြန်မာလူငယ်မျိုးဆက်ရဲ့အဓိကစိတ်ခေါ်ချက် ဖြစ်လာစေတယ်လို့လည်းဆိုပါတယ် ဒါပြင်ကြေးလေးနေလူငယ်တွေကမျိုးပြလူငယ်တွေနဲ့နိုင်ရှင်မယ်ဆိုရင်အသက်မွေးဝမ်းကြောင်းဆိုင်ရာအလုတ်ကိုင်တွေနဲ့ပညာရေးလက်လန်းမီမှုနှေးပါတာကြောင့်ဆိုရှယ်နှိမ့်နာမှုကပိုများတယ်လို့ဆိုပါတယ်။ဂျာမကွာခြားမှုကြောင့်လည်းအမျိုးသမီးတွေဟာအမျိုးသားတွေထက်ဝင်ငွေရရှိမှုကနည်းနေတယ်လို့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ ထရက်ကအနောက်ပိုင်းမှာပက်လက်အနေထားနဲ့လဲနေတဲ့ကလေးရုပ်အလောင်းပုံလေးစက်တင်ဘာလ၄ရက်နေ့မှာအွန်လိုင်းမှာပြန်လာခဲ့ပါတယ်ဒီပုံကတော့ရှမ်းမြောင်ဒေသကုခိုင်မြို့မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးပါဖြစ်စဉ်ကစက်တင်ဘာ၂ရက်နေ့ကလို့ဆိုပါတယ် အသက်၈နှစ်အရွယ်အမျိုးသမီးငယ်လေးရဲ့ဒီရုပ်အလားပုံကကိုခိုင်မြုခန့်တွေအတွက်စိတ်ဒေါသထွက်စေသလိုဝန်နေမှုကိုလည်းတက်ပြိုင်တဲ့ခံစားရစီရလို့ပြောပါရယ်အားလုံးအတွက်လည်းရင်ခွဲရတဲ့နေ့ဖြစ်တယ်လို့ဆိုပါရယ်ကလေးရုပ်အလောက်ကိုကိုခိုင်မျိုးကကောက်ကွင်းနာမှာရှိတဲ့ချုပ်ထဲမှာတွေ့ခဲ့တာလို့တအန်းသက် TNL ကထုတ်ပြန်ပါတယ် အသက်၈နှစ်အရွယ်အမျိုးသမီးလေးဟာအခုလ၂ရက်နေ့ညနေ၃နာရီလောက်ကိုယ်ခိုင်မျိုးရက်ွက်ရှိမှစာသွားတင်ပြီးကြောက်ကအပြန်အသက်ခံလိုက်ရတာဖြစ်ပါတယ်။ ကျောင်းကအပြန်ကောက်ဝင်းနာကလန်ခုလက်ကိုအရောက်အမျိုးသားတေရောက်ကချုပ်သေးကိုခေါ်သွားပြီးအတ္တမချင်းတက်ဖြတ်ခဲ့တာလို့ TNL ထုတ်ပြန်ချက်ကဆိုပါတယ်ဒေတာခန်တွေရဲ့ပြောပြချက်အရဆိုရင်ဒီအမျိုးသမီးငယ်လေးရဲ့လက်ဘင်းမှာဓာခုတ်ခင်ရတဲ့ဒဏ်ရာလဲတွေ့ရလို့ဆိုပါတယ်အသက်၈နှစ်ကျောင်းသူကလေးကိုလယ်လီတက်ခဲ့တဲ့ကျူးလွန်သူကိုလည်းအမြန်ဆုံးဖမ်းဆီးအေးအေးယူပေးဖို့ဒေတာခန်တွေကတောင်းဆိုထားပါတယ် ြို့နယ်ပေါင်းတရရှိမြို့နယ်မှာလာမဲ့ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စည်ရင်တွေကိုလိုက်ကက်နေပြီဖြစ်ပါတယ်စစ်ကွန်မရှင်ကထိချုပ်ထားတဲ့မြို့နယ်တရရှိမြို့နယ်ကရက်တီအုတ်ချုပ်ရီရုံးတွေမှာမဲဆန္ဒရှင်စည်ရင်တွေကိုလိုက်ကက်နေတာလို့နှိဆက်သူတွေကပြောပါတယ် ချင်၊ကရင်၊မော်ရှမ်းပြည်နယ်တွေအပြင်နေပြည်တော်ရန်ကုန်၊မန္တလေး၊ဧရာဝတီ၊မကွေး၊တနင်္သာရီတိုင်းဘက်ကမြို့နယ်တွေမှာ အော်တိုဘာ၃ရက်ကစပြီးမဲဆန္ဒရှင်စည်ရင်တွေကိုလိုက်ကပ်နေတာလို့စစ်ကွန်မရှင်လက်အောက်ခံတည်င်းစာတွေမှာဖော်ပြကြပါရတယ်။ တချို့မြို့နယ်တွေမှာဆိုရင်ရက်ကြီးအုပ်ချုပ်ရေးမှုတွေကမဲစင်းကိုမလာမနေရလာကြည့်ကြဖို့ပြောဆိုမှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်မဲဆန္ဒရှင်စည်ရင်တွေကိုအော်တိုဘာ23ရက်အထိပထမအကြိမ်ကြေညာထားမယ်လို့စစ်ကော်မရှင်ကဆိုပါတယ်နေပြည်တော်အပါဝင်မြို့နယ်အများစုမှာမဲဆန္ဒရှင်စင်ရင်လာကြည့်တဲ့သူကမရှိသလောက်နေပါတယ်လို့ဆိုကြပါတယ် ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းသစ်အဖြစ်မြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပသွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ကချင်ဖိုင်တာမြမဆဘအိုအလာအဇန်ကိုဝမ်ချန်ပီယံရှစ်ရဲ့ဂုတ်တူးဆောင်ခန်းမ Hall of Fame မှာထက်သွင်းဂုတ်ပြုသွားဖို့ရှိနေပါတယ်။ဂုတ်တူးဆောင်အထိမ်းမဆုကို လာမယ့်နိုဝင်ဘာ16ရက်နေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့်ဝမ် 173မှာချင်းမြင့်ဂုံပြူသွားမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ကချင်ဖိုက်တာအလာအန်ဇန်ဟာဝမ်ချန်ပီယံရှစ်ရဲ့ဂုံထူးဆောင်ခန်းမ Hall of Fame မှာထက်သွင်းဂုံပြူခံရတဲ့တတိယမြောက်ကစားသမားဖြစ်လာပါတယ်။ဝမ်ရဲ့ဂုတ်ထူးဆောင်ခမ်းမမှာပထမဆုံးဂုတ်ပြုခံခဲ့ရတဲ့သူက American Fighter Dimitros Johnson ဖြစ်ပြီးဒုတိယကတော့ Brazil Fighter Viviano Fernandez ဖြစ်ပါတယ် မြန်မာဆာဗာအိုအလာအန်ဇဲဟာ Sweden Fighter Zebelzation Gardenstan ကို အော်တိုဗာလ၄ရက်နေ့မှာအနိုင်ထိုးပြီးကစားသမားဘဝကိုနှုတ်ဆက်လိုက်ပါတယ်။ဒီပွဲစဉ်အတွက်မြန်မာပြည်သက်တွေကတခဲနဲ့အားပေးခဲ့ကြပါတယ်။ထိုင်းနိုင်ငံဘန်ကောက်ကိုရောက်နေတဲ့မြန်မာပြည်သက်တွေကလည်းကျိုးဝိုင်းအရောက်သွားပြီးအားပေးခဲ့ကြတာဖြစ်ပါတယ်။ အလာအဇက်ဟာ Sweden Fighter Civilization Gardenstone ကိုဒုတိယအချီ2မိနစ်20စက္ကန့်မှာပဲတရဇက်လက်ဒီအသွဲလိုက်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။နောက်ဆုံးပွဲမှာအနိုင်ရခဲ့တဲ့သူကို1 championship ကစုငွေဒေါ်လာ5000ကို bonus ပေးခဲ့ပါတယ်။သူရဲ့နောက်ဆုံးပွဲကိုမြန်မာမြေထဲမှာကစားချင်ခဲ့ပေမဲ့လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေတွေအရကစားခွင့်မရခဲ့ပါဘူး။ အလာအဇက်ဟာကစားချိန်မှာသူ့ရဲ့ချုပ်ကွက်နာမည်ကြီးခဲ့တာကြောင့်မြမစဘအုံလို့တင်စားခံခဲ့ရတာဖြစ်ပါတယ်1 championship ကစားသမားဘဝမှာပွဲ20ကစားပြီး15ပွဲအထိ အနိုင်ရခဲ့တဲ့အလာအန်ဆက်ကကစားသမားဘဝကနေအနားယူလိုက်ပြီးဖြစ်ပေမဲ့ညီပြအနေနဲ့ဆက်ရှိနေမှာဖြစ်ပါတယ်။ပရိသတ်တူကတော့ကချင်ဖိုင်တာကြီးအလာအန်ဆက်ကထာဝရချန်ပီယံထာဝရရှိသွားမဲ့ဟီရိုကြီးအဖြစ်ရင်ထဲမှာရှိနေမှာပါ။ ပွဲအပီးပြိတက်ကိုနှုတ်ဆက်ပြီးလက်အိတ်ကြီးကိုကျိုးဝိုင်းပေါ်မှာထားခဲ့ပြီးထွက်သွားတဲ့မြင့်ခွေကလည်းသူ့ကိုနှိရှိလာများကျိုးဝိုင်းထဲမှာတွေ့ခဲ့ရတဲ့ပြိတက်တယောက်အနေနဲ့တော့ယဉ်နှိစီခဲ့ပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကို ပြောပြသွားမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အချက်20ချက်ပါဂါဇာအပြစ်ခတ်ရက်စဲရေးအဆိုပြုချက် အလားအလာကောင်းရီတွေ့လာနေရပါတယ်။ဟာမတ်စ်တွေကအချက်တချို့ကို လိုက်လျောမဲ့အရေးအယာတွေပြလာခဲ့ပါတယ်။ဟမတ်စ်ကကြင်ရှိနေသေးတဲ့ဒဇက်ခံတွေအလုံးကို ပြန်လွတ်ဖို့နဲ့ဂါဇာကထွက်ခွာပြီးတခြားပါလက်စတိုင်းအဖွဲ့အဖွဲ့ကိုဂါဇာကို လွှဲအပ်ဖို့သဘောတူတယ်လို့ဆိုလာပါတယ်။ အခုလိုဟာမတ်စ်တို့ဘက်က အလားလာကောင်းရီတွေးလာခဲ့ရတာကြောင့်အစ္စရေးအနေနဲ့ဂါဇာကိုဘုံကျဲနေတာကိုရပ်ဖို့တမဒါထရန့်ကအမိန့်ပေးလိုက်ပါတယ်တမဒါထရန့်ကဟာမတ်စ်တွေအနေနဲ့ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက်အဆင့်သစ်ဖြစ်နေပြီလို့ယုံကြည်တယ်လို့ပြောဆိုခဲ့ပါတယ်အစ္စရေးကတောင်းဆိုထားပြီးတမဒါထရန့်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ထဲမှာပါဝင်တဲ့အကျွမ်းမဲ့လက်နက်ချရမယ်ဆိုတဲ့အချက်ကိုတော့ဟာမတ်စ်ကလက်မခံသေးပါဘူး ဒုတိယသတင်းစပုတ်ကတော့တရုတ်အိန္ဒိယဆက်ဆံရေးနဲ့ပတ်သက်တဲ့သတင်းပါငါးနှစ်ကြာရက်ဆိုင်ထားတဲ့အိန္ဒိယနဲ့တရုတ်နိုင်ငံကြားလေယာဉ်ဓာတ်ရိုက်ပြန်တမ်းမှုကို ပြန်လည်စတင်တော့မယ်လို့ဆိုပါရယ်၂020ခုနှစ်တွင်မှာဟိမဝန္တာတောင်တန်းတွေပေါ်ကနေဆက်ပြဿနာတွေဖြစ်ပြီးပြတ်တောက်သွားခဲ့တဲ့နိုင်ငံဆက်ဆံရေးကိုပြန်လည်တည်ဆောက်နေတဲ့လောရက်တွေရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါရယ်အိန္ဒိယနိုင်ငံကလကတ္တာမြို့ကနေတရုတ်ပြည် ကွမ်တုံးပြည်နယ်မြို့တော်ကွမ်ကျိုးမြို့ကိုအော်တိုဘာ26ရက်ကစပြီးဓာတ်ရိုက်ပြန်တမ်းမှာဖြစ်ပါတယ်။ပထမဆုံးပြန်တမ်းမဲ့လေကြောင်းလိုင်းကတော့အိန္ဒိယနိုင်ငံက budget လေကြောင်းလိုင်းဖြစ်တဲ့ Indigo ဖြစ်ပါတယ်။2020ခုနှစ်ကနေဆက်ပြဿနာမှာအိန္ဒိယဘက်ကစစ်သား20လောက်နဲ့တရုတ်စစ်သား၄ယောက်တည်ဆုပ်ပြီးနောက်မှာတရုတ်အိန္ဒိယဆက်ဆံရေးဟာတည်တည်မှမှဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာတော့အိန္ဒိယနဲ့တရုတ်ကြားကင်းလဲရင်နဲ့သက်ဆိုင်တဲ့အစီအစဉ်တွေကိုသဘောတူညီခဲ့ကြပါတယ်။ဒီနေ့ထဲမှာတော့အိန္ဒိယဖျားဖူးတွေကိုတရုတ်ကတိဘက်ကိုပိုင်အုပ်ချုပ်ရေးရာဒေသအတွင်းအရေးကြီးတဲ့နေရာတွေကို အလဲအပတ်လာရောက်ခွင့်ပြုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကုတ်သွဲခွန်တွေကိုတရုတ်နဲ့အိန္ဒိယအပေါ်တိုးမြင့်ကောက်ခံလိုက်ပြီးနောက်မှာတော့အိန္ဒိယနဲ့တရုတ်ဆက်ဆံရေးကပိုကောင်းလာခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကအိန္ဒိယနိုင်ငံကိုဩဂတ်လအတွင်းလာရောက်ခဲ့တယ်လို့အိန္ဒိယဝန်ကြီးချုပ်ကလည်းတရုတ်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ ကမ္ဘာဖလားဘောလုံးပွဲလက်မှတ်တွေရဲ့ဇီးနှုန်းတွေကိုကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကတရားဝင် ထုတ်ဖော်ကြေညာတာမဟုတ်ပေမဲ့လက်မှတ်တွေစရောင်းလာတဲ့အတွက်လက်မှတ်တန်ဖိုးတွေထွက်ပေါ်လာခဲ့ပါတယ်။စုပွဲစဉ်တွေမှာတစ်ဆောက်ကိုဒေါ်လာ60နဲ့စရဲဆိုပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာလက်မှတ်တန်ဖိုးဟာထောက်ကနဲကျော်သွားတဲ့အတွက်တာမန်ဝင်ငွေသာရှိတဲ့ပြည်သက်တွေလက်လန်းမိဖို့ခက်ခဲသွားပါတယ်။ခွင်းနဲ့ခုံနေရာကိုလိုက်ပြီးထိုက်ခုံတွေကိုအမျိုးအစားတစ် 1 2 4ဆိုပြီးခွဲခြားထားပါတယ်အမျိုးအစား၄ကတော့တောက်ဖက်ကြပြီးအမြင့်ပိုင်းထိုက်ခုံတွေဖြစ်ပါတယ်အမျိုးအစား၁ကတော့မြန်မာလူပြောရရင်အထူးသန်းထိုက်ခုံလိုနေရာတွေဖြစ်ပါတယ်ဈေးအနည်းဆုံးထိုက်ခုံတွေဖြစ်တဲ့အုပ်စုပွဲစဉ်အမျိုးအစား၄ထိုက်ခုံတွေရဲ့ရောင်းစည်းကဒေါ်လာ60ကနေ105ဒေါ်လာအထိရှိပါတယ်အုပ်စုပွဲစဉ်တွေရဲ့အမျိုးအစား၁ထိုက်ခုံတွေကတော့ 345ဒေါ်လာကနေ620ဒေါ်လာထိရှိပါတယ်။စီမီဖိုင်နယ်ပွဲစဉ်တွေမှာဆိုရင်အမျိုးအစားလေးထိုက်ခုံတွေကဒေါ်လာ420ကနေ455အထိရှိပြီးအမျိုးအစားသစ်ထိုက်ခုံတွေကဒေါ်လာ2500ကျော်ကနေဒေါ်လာ3000နီးပါးအထိရှိပါတယ်။စီမီဖိုင်နယ်ပွဲစဉ်တွေမှာဆိုရင်အမျိုးအစားလေးထိုက်ခုံတွေကဒေါ်လာ420ကနေ455အထိရှိပြီးအမျိုးအစားသစ်ထိုက်ခုံတွေကဒေါ်လာ2500ကျော်ကနေဒေါ်လာ3000နီးပါး ပါအထိရှိပါတယ်။ final ပွဲစဉ်ကဈေးအမြင့်ဆုံးအမျိုးအစားတစ်ထိုက်ခုကတော့ American Dollar 6930ပေးရမှာဖြစ်ပါတယ်။တည်နေမီဒီယာကိုရဲ့ NMG သတင်းဌာနကတနေ့လနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သံသတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။